်မင်္ဂလာပါရှင်ဘာမခိတဲ့တဲ့ရင်ဌာနကနေထိတ်တန်းရောက်တဲ့တဲ့များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ဒေါအောင်ဆန်းစုကြည်အားနေရပြောင်းဟုတဲ့ရင်ထွက်ပေါ်လေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နေပြီးတော့အကျဉ်းထောင်နဲ့နှိဆက်တော်သတင်းရင်းမြစ်တစ်ခုကနိုင်ငံတော်တိုင်ပင်ကံပုတ်ကိုဒေါအောင်ဆန်းစုကြည်အားနေပြီးတော့ရှိနေအိမ်တအိမ်တို့ရွှေ့ပြောင်းပေးလိုက်ကြောင်း DVB သတင်းဌာနကိုပြောခဲ့သည်ဟုသတင်းပါရှိလာပါတယ် အမည်မဖော်လိုသောအဆိုပါသတင်းရင်းမြစ်က2024ဧပြီလအတွင်းရခိုင်တူးဝင်ကြီးတအူးနေထိုင်ရာအိမ်တို့အကျယ်ရုပ်ဖြင့်ရွှေပြောင်ချုံနောင်ခဲ့ရမှာယခုနောက်ထပ်တနည်းအားသို့ထပ်မံရွှေပြောင်ပေးလိုက်ခြင်းဖြစ်သည်ဟုဆိုပါတယ်။ဒေါအောင်ဆန်းစုကြည်သည်ယခုအခါဆေးဥစု၏လှုပ်ကြံဆွဆွဲထားသောအမှုပေါင်း၁၄မှုဖြင့်ထောင်ဒဏ်၂၈နှစ်ကြာခံနေရခြင်းလည်းဖြစ်ပါတယ်။ဆေးဥစု၏ပြောခွင့်ရဇော်မင်းထွန်းမှအောက်တိုဘာ၁၉ရက်နေ့တွင်၎င်းတို့လက်သက်မွေးထားသောမီဒီယာများအားအာဆီယံအထူးတန်တမန်အားရာဇဝတ်သားများနှင့်တွေ့ဆုံခွင့်ပြုမည်မဟုတ်ဟုပြောခဲ့ပါတယ်။ နိုင်ငံတော်တိုင်ပင်ကန်နှင့်သမရာကြီးဦးဝင်းမြင့်အားတနိုင်ငံလုံးတွင်၎င်းတို့အုပ်စုတစုတည်းကသာထိုသို့မျက်စိစုံမိတ်ပြောဆိုနေကြတော့လေပြည်သူများဤချစ်ခင်ယုံကြည်မှုကိုအပြည့်အဝရရှိနေသူများဖြစ်မှန်းသိသဖြင့်စစ်ဘုံကျောင်းများကအထူးကြောက်ရွံ့နေကြသည်မှာလဲအထင်ရှားပင်ဖြစ်ပါတယ်။နိုင်ငံတော်ပုံကံမှုဖြင့်ပြစ်ဒဏ်ကျခံနေရသောဒေါက်တာအေးမောင်သည်ယခုအခါမဲဆွယ်စည်းရုံးမှုများပင် စတင်ပြုလုပ်နေပြီဖြစ်ရာ၎င်းတို့ဤရာဇဝတ်သားဆိုသောအပြောသည်မိသူများအယာမတင်တော့ပေ။ အာဆီယံအားလည်းပြည်တွင်းရေးတွင်ပွဲမဆွတ်ဖက်ရန်ကြိမ်းပပြောဆိုသွားပြန်သည်အာဆီယံ17နိုင်ငံတည်းတွင်ထိုင်းနှင့်ကမ္ဘောဒီးယားတို့ကသာ၎င်းတို့ရွေးကောက်ပွဲကိုထောက်ခံသည်ဟုထုတ်ဖော် ပြောဆိုထားခဲ့သည်ရှစ်ခုအခါညီနောင်နှစ်ဖော်၏အဖြစ်ကိုကြည့်၍၎င်းတို့၏ killing machine ကြီးမြမြအစွမ်းထက်သည်ဟုဆိုကာသွေးနှင့်ထင်ရောက်လာသောစစ်အုပ်စုသည်ရခိုင်ပြည်သူများအားတပ်ဖြတ်ရန်တဆူလာပြီးဖြစ်သည်ရွှေကောက်ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဆိုသည့်ဘွာဒါဖြန့်ဇက်ကားတွင်ပါဝင်သောတရုတ်ဆောင်ဆိုသူများအား ပြည်သူများ၏လူမှုရေးအပြစ်ဒဏ်ခံမှုကပြင်းထန်လွန်လာ၍အိမ်내ပုံနေကြရသည့်အဖြစ်ရောက်နေသဖြင့်ရှယ်ယန်ရက်ကစစ်အုပ်စုမှအမှုပညာရှင်၃ဦးအားလူမှုကွန်ရက်တွင်ဝေဖန်၍ဆိုကဖမ်းဆီးပြလာသည်၎င်းတို့၏ဒီမိုကရေစီရွေးကောက်ပွဲဆိုသည့်တရုတ်သက္ကံကိုထက်၍လှစ်ဟပြလိုက်သည့်အဖြစ်ရှောက်သွားခဲ့ရသည့်အရှုံးနှင့်ထပ်မံရင်ဆိုင်လိုက်ရပြန်သည်နာစီတို့နှင့်ပူးပေါင်းခဲ့သောဂျာမန်အမှုပညာရှင်များအားပြစ်မှုကျူးလွန်သည့်များဆယင်းတွင်အ धिक ကြသူများထောင်တန်းမှတည်တန်းအထိအတန်အသင့်ကျူးလွန်သူများမှသည့် ခွင့်လွှတ်ပေးတဲ့သူနောက်လိုက်အဆင့်များအမှုပညာလုပ်ငန်းများမှအပိအပိုင်ဓာတ်မြင့်ခြင်းအစရှိသဖြင့်အစင်ငါဆင့်တတ်မှတ်ပြီးစီရင်ခြင်းခံခဲ့ရသည်ထို့ထဲတွင်အကောင်းဆုံးသရုပ်ဆောင်အဖြစ်အော်စကာဆုရရှိခဲ့ပူသည်အေမီယာနင်းစ်သည်ထိတ်ဆုံးကပါလာခဲ့သည်ထို့အကြောင်းများရှိသည်ကိုသတိပြုမိသည်နီစီယုဆူ၏လူတို့ကလက်မခံဘဲတည်တည်နှင့်အတင်းကရောလက်နက်အားကိုဖြင့်အုပ်ချုပ်နေခြင်းသည်တစ်ချိန်မဟုတ်တစ်ချိန်ပြိုလဲသွားမိတာဖြစ်သည်ပြည်သူတို့၏ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည် ULAAA ကိုတရားဝင်အုပ်ချုပ်ရေးအဖွဲ့အဖြစ်အတိအမှတ်ပြုပေးရန်ကုလသမဂ္ဂနှင့်နိုင်ငံတကာတပ်အမတ်များကိုအရက်ဖက်အဖွဲ့202ဖွဲ့ကတောင်းဆိုရခိုင်မှာပြည်သူကစစ်ကောင်စီကိုမယုံကြည်ပဲ ULAAA ကိုသာယုံကြည်ကြကြောင်းပြောတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရခိုင်အမျိုးသားအဖွဲ့ချုပ်အရကတပ်တော် ULAAA ကိုရခိုင်ပြည်အတွက်တရားဝင်အုပ်ချုပ်ရေးအာဏာပိုင်အဖြစ်အတိအမှတ်ပြုပေးရန်ပြည်တွင်းပြည်ပရက်ခိုင်အမျိုးသားအရက်ဖက်အဖွဲ့အစည်း202ဖွဲ့မှ ကုလသမဂ္ဂနှင့်နိုင်ငံခြားသံအမတ်များထံသို့ 2025စက်တင်ဘာလအတွင်းကအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုထားကြောင်းသိရပါတယ်။ Surely AA ကိုတရားဝင်အုပ်ချုပ်ရေးအာဏာပိုင်အဖြစ်သတ်မှတ်ပေးရမည်အကြောင်းရင်းကိုအဆိုပါအရက်ဖက်ဖွဲ့စည်း202ဖွဲ့မှတက်ဖွဲ့ဖြစ်သည့် Arrogant American Community AAC မှဥက္ကဋ္ဌဦးစောဝေဆန်းကပြောပါတယ်။လက်ရှိရခိုင်ပြည်အတွင်းမှာအများပြည်သူအတွက်အထူးအရေးပါတဲ့အုပ်ချုပ်မှုလုံခြုံရေးနိုင်ငံရေးနဲ့လူ့အဖွဲ့အစည်းဖွဲ့စည်းရေးတာဝန်တွေကို Surely AA ကတည်ဆောင်ဖြည့်ရှင်းနေတာကြောင့်ဖြစ်ပါတယ်။ ။တက်မတော် SAC ရဲ့အုပ်ချုပ်မှုဟာမပြည့်စုံနိုင်တဲ့နေရာတွေစစ်ဖွဲဖြစ်နေတဲ့ဒေသတွေမှာတက်တန်းအနေဆုံး6နှစ်အထိ ULAA အဖွဲ့ကရိုးဆောင်သောအုပ်ချုပ်ရေးလုပ်ငန်းတွေဖြစ်တဲ့နေမြေအုပ်ချုပ်ရေး၊တရားမျှတရေး၊ကျန်းမာရေး၊ပညာရေး၊လူမှုဖွံ့ဖြိုးရေးစတဲ့တာဝန်တွေကိုထမ်းဆောင်နေတာကြောင့်ဖြစ်ပါတယ်။အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုရရှိဖို့လိုအပ်လာတာဖြစ်ပါတယ်ဟုပြောပါတယ်။ surely aa ကိုတရားဝင်အာဏာပိုင်အဖွဲ့အဖြစ်အတိမတ်ပြုရန်လိုအပ်သည့်အကြောင်းရင်းများကိုလည်းဦးစောဝေဆန်းကဆက်လက်ရှင်းပြပါသည် အုတ်ချုပ်ရေးအာဏာလက်တွေ့ရှိနေတာနေမြေအများစုမှာလုံခြုံရေးတရားရေးစာဝတ်နေရေးအခြေခံဝန်ဆောင်မှုတွေကိုထိန်းချုပ်နိုင်နေတာပြည်သူအထောက်ပံ့ရရှိနေတာရခိုင်ပြည်သူတွေအနေနဲ့ဓာတ်ရိုက်ထောက်ခံမှုတွေပေးနေတာအပြည်ပြည်ဆိုင်ရာကွာဟမှုဖြေရှင်းရေးအတွက်တာဝန်ယူနိုင်သူအဖြစ်အတိအမှတ်ပြုဖို့လိုအပ်တာအကြမ်းဖက်အဖွဲ့တွေကြောင့်ဖြစ်ပေါ်နေတဲ့နယ်နိမိတ်လုံခြုံရေးပြဿနာတွေကိုစနစ်တကျဖြေရှင်းနိုင်ဖို့ဖြစ်ပါတယ်ဟုလက္ခဏာကဆိုပါတယ် ယခုတောင်ဆိုချက်များမှာရခိုင်ပြည်အတွင်းအုတ်ချုပ်ရေးအာဏာကိုတရားဝင်အတိမတ်ပြုရန်သာရည်ရွယ်ခြင်းဖြစ်ပြီးမြန်မာနိုင်ငံတိုင်းနိုင်ငံလုံးအတွက်မဟုတ်ကြောင်းလဲ AAC ဥက္ကဋ္ဌဦးစောဝေဆန်ကပြောပါတယ်အိတ်ဖွင့်ပေးစာများကို ကုလသမဂ္ဂမြန်မာနေပြည်ဆိုင်ရာအဖွဲ့အစည်းများ UNDP, UNOCHA, UNHCR, UNICEF, WFP စသည်တောင်အာရှဒေသရှိ နိုင်ငံတန်အမတ်များ American, EU နဲ့ ASEAN အဖွဲ့ဝင်နိုင်ငံများတန်အမတ်များတို့ထံ ေးပို့ထားကြောင်းသိရပါတယ်။ဆက်လက်ပြီး EU Delegation to Myanmar Embassy of the United States Embassy of Japan Embassy of Canada Embassy of Australia စသည်တို့ကိုလည်းပေးပို့ထားကြောင်းသိရှိရပါတယ်။ရှိရွက်ချက်ကတော့သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ULA AA ကိုစစ်အဖွဲ့ဖြစ်တာမကတာဝန်ရှိတဲ့အုပ်ချုပ်ရေးအဖွဲ့ဖြစ်အတိမတ်ပြုပေးဖို့ဖိအားပေးခြင်းဖြစ်ပါတယ်ဟု AAC ဥက္ကဋ္ဌဦးစောဝေဆန်းကဆိုပါတယ်။ရှင်းပြင်းရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် ARSA RSO အဖွဲ့များကြောင့်ဖြစ်ပေါ်နေသောနေနမိတ်အန္တရာယ်များအကြံဖတ်မှုများနှင့်ဒေသခံပြည်သူများလုံခြုံရေးစိုးရိမ်နေရခြင်းအပေါ်ဖြေရှင်းဆောင်ရွက်ပေးရန်လေကုလသမဂ္ဂအဖွဲ့အစည်းများနှင့်နိုင်ငံတကာသံအမတ်များကိုအိတ်ဖွင့်ပေးစာတွင်တောင်းဆိုထားကြပါသည်။ World Arachnids Organization WAO အဖွဲ့မှအတွင်ရေးမှုဦးသိန်းထွန်းဆန်က RSO နဲ့ ARSA တို့ရဲ့လှုပ်ရှားမှုတွေကြောင့်နေနမိတ်ဒေသမှာလုံခြုံရေးအန္တရာယ်တွေတိုးလာတာ၊ဖင်္ဂလားဒေ့ရှ်ဘက်မှစစ်တင်တန်းရယူသူတွေဝင်ရောက်လာတာ ဒေသခံလူထုအပေါ်အကြမ်းဖက်မှုတွေဖြစ်ပေါ်နေတာစာတာတွေကြောင့်တည်ငြိမ်ရေးအပေါ်ထိခိုက်မှုတွေဖြစ်နေပါတယ်။ဒါကြောင့်အပီပီဆိုင်ရာအဖွဲ့အစည်းတွေနိုင်ငံတကာလုံခြုံရေးအဖွဲ့တွေအနေနဲ့ဒီအကြမ်းဖက်အဖွဲ့တွေကိုတားဆီးပေးဖို့စစ်ဆေးပေးဖို့နဲ့ပံ့ပိုးမှုမပေးချဖို့တောင်းဆိုပါတယ်။နယ်နိမိတ်ဒေတာအတွင်လုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက် ULA AA နဲ့ပူးပေါင်းအလုပ်လုပ်ဖို့အတိအမှတ်ပြုဖို့လဲတောင်းဆိုပါတယ်ဟုပြောပါတယ် လက်ရှိရခိုင်အမျိုးသားအဖွဲ့ချုပ်အရကတက်တော် ULA AAD ရခိုင်ပြည်အတွင်းမှနေမည်အများစုကိုပိုင်ဆိုင်ထားပြီးအုပ်ချုပ်ရေးအာဏာ administrative power တရားရေးစနစ် judicial system လုံခြုံရေးစစ်ဆေးရေးအဖွဲ့များစံမာရေးပညာရေးလူမှုဖွံ့ဖြိုးရေးစသည့်စနစ်များကိုလက်တွေ့အကောင့်ထဲပေါ်တာသောအဖွဲ့အဖြစ်အရေးပါနေကြောင်းအရက်ဖက်အဖွဲ့အစည်းများကပြောဆိုထားကြပါသည် ရခိုင်ပြည်မြို့နယ်၁၈ခုရှိသည့်အနက်၁၄မြို့နယ်ကိုအပြတ်အသတ်သိမ်းပိုက်ထားပြီးစစ်တွေကြောက်ဖြူနေမန်အောင်မြို့ပေါ်တို့ကတအာနာသိန်းစစ်ကောင်စီကထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီးစစ်တွေကြောက်ဖြူတို့တွင် AAE စစ်ရေးဖိအားကိုစစ်ကောင်စီကရင်ဆိုင်နေရသည် M ရေပုံမင်းပြမြောက်ဦးကြောက်တော်ပုံနာကျွန်းရတိတောင်ဘူးဒီတောင်မောင်တော်ပောက်တော်ကွတောင်ကုန်းတန်တွေရန်ပြေစတဲ့နေမျိုးတွေဟာ ULAA ရဲ့လက်အောက်အုပ်ချုပ်မှုရှိနေပါတယ် ဒေသခံအများစုကလည်း ULAA ရဲ့အုပ်ချုပ်မှုကိုဓာတ်ရိုက်ခံယူနေပြီးယုံကြည်မှုရရှိထားတာဖြစ်ပါတယ်။ဒါကြောင့် APB ဆိုင်ရာအဖွဲ့တွေအနေနဲ့တာဝန်ရှိသူအဖြစ်အသိမှတ်ပြုဖို့လိုအပ်နေပါတယ်ဟု WAO အဖွဲ့မှအတွင်းရေးမှူးဦးသိန်းထွန်းဆန်ကတောင်းဆိုထားပါတယ်။အာနာသိန်းစစ်ကောင်စီမြန်မာစစ်တပ်သည်2021ဖေဖော်ဝါရီလအတွင်းအာနာသိန်းမှုပြုလုပ်ပြီးကြတဲ့ကပြည်သူများ၏သဘောတူညီချက်မရှိတော့ကြောင်း အုပ်ချုပ်မှုနယ်မြေများတွင်လည်းလက်တွေ့အာဏာမတည်မြဲတော့ကြောင်းနှင့်ရခိုင်ကချင်ချင်းကရင်စသည့်နယ်မြေများတွင် အာဏာထိန်းချုပ်မှုမရှိတော့ကြောင်းအရက်ဖတ်ဖွဲ့စည်းများကပြောပါရယ်နယ်မြေအလိုက်တရားဝင်မှုဟာအလွန်နေပါသွားပြီးဒေသခံတွေအနေနဲ့မယုံကြည်တော့တဲ့အခြေအနေဖြစ်ပါရယ်ဒါပြင်စစ်တပ်ရဲ့စစ်ရေးအကြမ်းဖက်မှုတွေအရက်သားအပေါ်လူအခွင့်ရေးချိုးဖောက်မှုတွေကြောင်းနိုင်ငံရေးတရားဝင်မှုအဆုံးသတ်တယ်လို့ဖြစ်နေပါတယ်ဟု AAC ဥက္ကဋ္ဌဦးစောတီဆန်းကပြောပါရယ် နိုင်ငံပြင်ပအဆင့်တွင်လည်း FBB ဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် UN, EU, US, ASEAN အဖွဲ့ဝင်အချို့မှအာဏာသိမ်းစစ်ကောင်စီကိုတရားဝင်အစိုးရအဖြစ်အတိအမှတ်မပြုကြကြောင်းလည်း၎င်းကဆိုပါတယ်။အပီပီဆိုင်ရာအဆင့်တွင်တရားဝင်မှုမရှိတော့သလိုအကြမ်းဖက်တပ်ဖွဲ့အဖြစ်သတ်မှတ်ထားခြင်းလက်နက်အင်အားအပေါ်အခြေခံထားသောအာဏာဖြစ်ခြင်းနှင့်စစ်အာဏာရှိခြင်းသည်တရားဝင်မှုမဟုတ်ကြောင်းလည်းပြောပါရယ်။ရခိုင်ပြည်အတွင်း ULAAE တရားဝင်မှုများမှာ ရှက်ခိုင်းတဲ့အများစုတွင်လက်ရှိအာဏာရှိခြင်းအုပ်ချုပ်ရေးအဖွဲ့များဖွဲ့စည်းခြင်းတရားရေးစံမာရေးပညာရေးလူမှုဖွံ့ဖြိုးရေးစာဝတ်နေရေးအစီအစဉ်များအမှန်တကယ်အကောင့်ထဲပေါ်လျက်ရှိသည်ဟုဆိုပါသည်ပြည်သူယုံကြည်မှုတွင်ပေါ်ပြလာလက်ဂျစ်တမစီတွင်လည်းဒေသခံအများစုက ULAA ကိုတက်တန်ထုတ်လို့တောင်အစိုးရအဖြစ်လက်ခံထားတဲ့အဖွဲ့အနေဖြင့်ယုံကြည်နေကြသည်ဟုပြောပါသည် De facto and ministeriate authority အဖြစ်သူတေသနာအစင်လာများတွင်အသုံးပြုလာကြကြောင်းပြောသည် FPP ဆိုင်ရာအဖွဲ့အစည်းများ UNOCHA, WFP, INGO က ULA AA ထိန်းချုပ်နေသည့်ဒေသများအတွင်လူမှုအကူအညီလှုပ်ဆောင်ရာတွင်ဓာတ်ရိုက်ပူးပေါင်းနေကြောင်းအိတ်ဖွင့်ပေးစာကဆိုသည်ရက်ကိုင်ပြည်အတွင် ULA AA နှင့်စစ်ကောင်စီတို့အားတရားဝင်မှုနှင့်ပတ်သက်၍နိုင်ရှင်ပါကစစ်ကောင်စီကိုပြည်သူမယုံကြည်ပဲ ULA AA ကိုပြည်သူကယုံကြည်ကြကြောင်းအရက်ဖက်အဖွဲ့အစည်းများကပြောထားကြသည်